ဝန်နှမ်းမှုလို့မလိုဘူးလို့ရဲသားဖြစ်လို့မလိုဘူးလို့စစ်သားဖြစ်လို့မလိုဘူးလို့ပြောခံလို့မရရှိတဲ့သူတွေလည်းဥစ္စာစီကိုလာရောက်အလူခံနိုင်ပါလေဗျာကဲဒါတော့ဥစဉ်ဥရသူရဲ့ကဲစရီးပစ္စည်းတွေပါဗျာလက်ခါပိုင်းဆိုင်ရာပေါ့နော်အဲ့အင်ဒီတွေကတော့စက်တုံအိတ်တွေပါဗျာ အဲကာတစည်းသာမှားထားတာပါနော်ပြည်ပြည်ပခုနှစ်သားသမီးတို့ရဲ့အလှငွေတွေနဲ့အဲစက်တုံပွဲရောလက်မှတ်ထားတာဒါကတော့အဲ့ဖြူလေးတွေကတော့ဆန်ပါဗျဆန်တော့ဆတော့အပိုင်းလက်ကြီးတွေဝယ်တာပါနော်နောက်ပိုင်းကျတော့ဆိုင်ရှင်ကပြောတယ်အဲလူပါဆိုလို့ရှိရင်အိတ်ကလေးတွေနဲ့ခွဲလူတာပိုကောင်းတယ်တဲ့အဲအဲ့ဒါနဲ့ဦးဇင်းတို့အိတ်ကလေးတွေနဲ့ဖြစ်သွားတာပါနော်ဒီအိတ်လေးတွေပေါင်း၈၀၀ပါ လေးရာကိုတော့ဦးဇင်းတို့ဆမြတာစီမြို့နယ်တောင်ရွာတဲ့မဟာဓမ္မရခိတကျောင်းတိုက်မှာရှိတဲ့ဒုက္ခဒေသကံပေါ့ဗျာ။ဒါလည်းကျောင်းလို့လည်းခေါ်ပါတယ်။အဲအဲ့ဒီကိုဦးဇင်းတို့အဲ့လေးရာလှူပြီးသွားပါပြီ။ဒီကျမ်းနဲ့အဲ့လေးရာကိုဆက်လက်လှူရပါမယ်။အဲဦးဇင်းတို့ထံလာရောက်အလူခမ်းတဲ့မိသူကိုမဆိုလဲသူပွေးနေပါလေကနော်။ဒါကတော့စီဘုံနေပါဗျာ။စီဘုံနေဆိုတာကတော့အဲဒီထဲမှာသူ့နံပါတ်၄၄အတိုင်းပေါ့ဗျာ။ တလီတာဘူး16ဘူးရှိတယ်လို့တလီတာဘူး16ဘူးရှိတယ်လို့တလီတာဘူး52ဘူးရှိတယ်လို့သူဘုံအရွယ်စားနဲ့အတူပေါ့လီတာဘူးလေးတွေကိုဒီလိုလောက်ထတာပါနော်အားတော့ကျွန်တော်မစိုးရင်တိုက်ချက်မှာပဲစွန့်ပစ်ထားတဲ့ရေတံဘူးကုန်တွေကိုလိုက်ကောက်ထတာပါနော်အဲဥစဉ်စီမှာနေတဲ့ဥစဉ်လေးတွေလည်းကောက်ရပါတယ်ဗျအကြောင်းသူမတွေလည်းကောက်ရပါတယ်ဗျရက်ဒီမားလည်းကောက်ပါရဲ့ဗျကျင်းတို့ပလုံကောက်တဲ့တက်ဖွဲ့ဖွဲ့ထားပါရဲ့ဗျာ မနေ့ဆိုရင်ပလုံလိုက်ကောက်ပါလေကအဲ့ဒီပလုံတွေကိုဒီအချောက်ခံနေလှမ်းပြီးတော့စီထဲ့ပါလေကဒုက္ခတွေတအိမ်အောင်တဘူးဆိုရင်ဒါတပတ်ဆယ်ရတော့သုံးနိုင်တာဗောနော်အဲ့အဲ့ဒီတက်ဥစဉ်အဲ့ဒီရွယ်ချက်နဲ့ပလုံကောက်တာပါအားရတော့သင်္ကန်းတွေပါဒီလိုသင်္ကန်းကိုသူ့ဒစိမ့်နဲ့သူအယောင်နဲ့သူခွဲကြထားပါလေအဲ့ဒီရင်တကြောင်းတိုက်ကိုဘလောက်လူတယ် အတန်ကောင်ဘလောက်ကြီးလဲအဲ့လိုလုပ်ပါလားဘွာတွေကတော့ချက်နောင်နေပါလားချက်နောင်နေတော့ဥစ္စာတန်ခါတွေပဲဥစားပေးပြီးတော့နော်ကျိုးချက်နောင်နေတော့ဒုက္ခစရိယူလို့ပါတယ်အလားတော့နှစ်ယောက်အိတ်ချက်နောင်လို့မိသားစုအိတ်ချက်နောင်လို့အဲ့ဒါလေးအမျိုးစုံရှိပါဗျာဒါတွေကတော့အိမ်ကြီးတွေပါဗျာဒီအယောင်တူအိတ်တွေပါနော်လူဖို့အိမ်ကြီးလို့ရေးထားပါဗျာအဲ့ဒီအထုပ်တွေကတော့မစိုးရင်တက်တိကိုလာလှူကြတာပါနော် ့တနည်းအားမှမိုးလွတ်အောင်ရှင်းလင်းဖယ်ရှားရင်းနဲ့ဒီအိတ်တွေကိုတွေ့ခဲ့လို့ဥစဉ်ကိုအပ်လိုက်တာနော်။ဥစဉ်ဒုက္ခတဲ့စကားမျိုးပြန်လှူဖို့ပြည့်ထားပါတယ်။ဒါကတော့ဆောင်းနေပါဗျ။ဒီဆောင်းကနေတော့ဟိုဘုရားဘုရားကဏ္ဍဝန်ကြောင်းနေတစ်ဆင့်ပြန်ပြီးတော့ဒီကိုပို့တာပါနော်။ဥစဉ်စီကိုရောက်မယ်ဆိုရင်ပြည်သူတွေလက်ထက်ရောက်မယ်ဆိုတာကိုယုံကြည်တဲ့အတွက်ပို့တယ်လို့ဆိုပါတယ်။ဒီနေ့အစီအစဉ်အရတော့ဦးဇင်းတို့ လေလာရဲ့နေရာနေစားပြီးတော့အောင်ဆုံးတက်တာရန်နာလိုက်ပါပြီ။အဲဒီမဲ့ထမင်းဘူးပို့တာကိုတော့ဆက်လက်ပို့ဆောင်နေရဖြစ်ပါတယ်။ဒီနေ့ကဒီသူစေယုံကြီးကိုဦးမြာပို့ပါမယ်။ဒီနေ့နန်းတွင်စေယုံကိုဦးမြာခလုံးဖယ်ပို့ပါရယ်။မနက်ဖန်ဆိုရင်ဒီသူစေယုံကြီးကိုဦးမြာပြန်ပို့မှာပါ။ဒီသူစေယုံကြီးကိုဦးမြာပို့တာတော့နေ့စဉ်နေနေပါတော့။နေ့ရက်ပဲပြတ်သွားနေတယ်ဗျ။ ခရင်900ကိုဟိုတော့ကတခါပြက်တယ်အဲအခုနာမည်စေရောဟိုတော့ကတခါပြက်တယ်နှစ်ရက်ပဲပြက်ပါနော်အခုမြင်နေရတာတော့သမင်းဘူးပို့ပို့ပြည့်စင်နေကြတာပါနော်စာဝဲပေါင်ပြီးတဲ့အကြောင်းဒီမှာတက်ကတူတက်နေတဲ့အကြောင်းဒီမှာသမင်းဘူးပြည့်နေတာပါနော် ောက်ဆုံးပြောချင်တာကတော့ဥစဉ်စီကိုမလင်းကြယ်ကြယ်ကုတူဖြစ်လူဘဝတ္ထုဖြစ်စေလူဝေဖြစ်စေလူတန်းကြတဲ့ဒန်းရှင်လူပြည်သူတွေဟာမလင်းဘေးတင်တဲ့အင်္ဂါများနဲ့ပြည်သူများအတွက်ဒီရေပြီးသူတန်းတဲ့အဖြစ်ပါလေငလင်းဘေးတင်လို့ဒုက္ခရောက်တဲ့ဒီလူကိုမဆိုဦးဒီရန်ဝင်ရှိပါတယ်ဒီရန်နဲ့ဒူရန်ကြပါတယ် အဲ့ဒီလိုလူသားနဲ့အတွက်ဒီပင်ပြပါမှာလူရှင်တန်လာတော်ရတဲ့ဒီလူများကဘောတူကြည့်ကြတယ်အဲဒါကြောင့်ဝန်နှံမလို့မလို့ဘူးလို့ရဲသားဖြစ်လို့မလို့ဘူးလို့စစ်သားဖြစ်လို့မလို့ဘူးလို့ပြောခံလို့မရရှိတဲ့ဒီလူတွေနဲ့ဥပဒေဆိုလာရောက်အခုခံနိုင်ပါလေလားကျွန်တော်ကဝန်နှံလည်းငလေးဘေးပြင်းတွေ့ပါတယ်ဗျရဲသားလည်းငလေးဘေးပြင်းတွေ့ပါတယ်ဗျ စစ်သားမိသားစုတွေငလေးပေးတဲ့လူရတာအဲ့လိုလူသားနေရာလည်းမလဲပါဘူးเนาะဒါအပြင်အလူတို့အကူတို့လုံးဝမရောက်တဲ့နေရာတွေအရောက်ပေါက်နေတဲ့နေရာတွေလည်းဦးတို့ကိုယ်တိုင်လိုက်ကြည့်ပြီးသူတို့သူတို့ကိုယ်တိုင်ကဘယ်နေရာမှာမရောက်သေးပါဘူးကအခုကြီးတွေလိုအပ်နေပါတယ်အလူပစ္စည်းတွေလိုအပ်နေပါတယ်ဆိုလာပြီးအကြောင်းကြားရင်လည်းလိုက်ကြည့်ပြီးတော့သူရပါတယ်เนาะအလုံးတော်ပြည်သူတွေဒုက္ခရောက်နေတဲ့ ရန်ရှင်လူဒီသူကိုမဆိုးဆွဲအလံအယောင်တွေးတယ်ခွဲကြပဲနဲ့ဒုက္ခတွေကိုဒုက္ခတွေလို့ရှင်နေလူသားရဲ့စာနာမှုပြည့်နဲ့လူရန်နိုင်ရပါစေလို့စိတ်သာပြုလိုက်ပါရနော်အလုံးစမ်းမှချမ်းသာပြည့်ရန်ပါရဲ့ဆန္ဒပြုကြပါစေ